မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အချိန်ခါမဟုတ်မိုးရသွန်းနိုင်မဲ့တရေပေးချက်အမတ်စဉ်စနစ်မြင်ဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီ6ရက်မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ချက်မှာတော့2025ခုနှစ်ဧပြီလ6ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်တဲ့အချိန်ခါမဟုတ်မိုးရနိုင်မဲ့တရေပေးချက်အောက်ပါအတိုင်းအစီအခံတင်ပြလာတာဖြစ်ပါတယ်ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00ခွဲချိန်တိုင်းထွားချက် ရကပ္ပိပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်ကလင်းနှွေးတွေနဲ့တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လေဖိအားကြီးရဝန်းဒေတာကရွေးရှားလာတဲ့လေအေးတွေတွေ့ဆုံလာကြောင်းလကအရှိဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်းလကအပုံပြန်တတ်အတိမ်တွေဖြစ်ထွန်းမှုအားကောင်းလာကြောင်းလကဒီနေ့ညကနေ17ရက်လေးလ2025ရက်နေ့ထိနေပြီးတော့ရန်ကုန်တိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးအေရဝတီတိုင်းဒေတာကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည် ြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာကျဲကျဲကနေနေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာကွက်ကြားမှုထစ်ကြုံရပါမယ်။ 12ရက်လေးလာ2025ကနေ14ရက်လေးလာ2025အတွင်းနေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိတ်စိတ်ကတဲ့နေရာအနှံ့ပြမိုးတက်ချုံရွာပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကမဟုတ်မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီ ီးလက်တာမိုးသေးကြွေတာနဲ့မြေပြိုတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာလည်းဖြစ်ပါရဲ့ရှင်။ဒါ့အပြင်မိုးလေဝသတုတေသေးအွန်နိုင်ကလည်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြင်းမြင့်တက်လာတဲ့ဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်။မလူတာတူတေတီအွန်လိုင်းကတော့ဧပြီလ6ရက်နေ့လယ်တနာရီ update အရအခုလိုဖော်ပြခဲ့ပါဗျာ။ ဧပြီလ6ရက်ဒီနေ့မှာပစိဖိတ်သမုတ်တရာမုံတိုင်းစောင့်ကြည့်သတိပေးနေတဲ့ JTWC ကဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာမုံတိုင်းဖြစ်လာနိုင်ခြေရှိနေတာကြောင့်စောင့်ကြည့်ရမယ့်စနေအင်ဘန်92ပေဖြစ်ပေါ်ကြောင်း Zone 1နဲ့ Tropical Debit Site တွေမှာဖော်ပြလာပါတယ် ECNWS ဆိုင်ကလုံးမုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းစောင့်ကြည့်တဲ့ site တွေကလည်းမင်္ဂလာပင်လောတောင်ပိုင်းပင်လယ်ပြင်အတွင်းမှာမုန်တိုင်းဖြစ်နိုင်ခြင်းကတရားခိုင်လုံးရှိလာကြောင်းတွေ့ရပါတယ်။အေပယ်ကွန်းရက်ကနေ17ရက်အတွင်းမြောက်အရှင်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတော့ဆက်လက်ရွေ့ရှားနိုင်တဲ့မင်္ဂလာပင်လောအရှင်မြောက်ပိုင်းမှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းကတော့90ရာခိုင်လုံးရှိကြောင်းတွေ့ရပါတယ်။ အလားတူပဲ ECNWAI ချက်မှာတိမ်ဖုံးအုံးမှုကြိုတင်ခံမှန်းချက်အရာတင်အမြင့်အလဲနဲ့အနိုင်တိမ်တို့တွေဟာမြန်မာနိုင်ငံရခိုင်ကင်မရာဘက်ကိုရွေရှားနိုင်ခြင်းက80ရာခိုင်နှုန်းရှိနေတာကြောင့်အခုလုံတိမ်တိုက်ရွေရှားဝင်ရောက်နိုင်မဲ့အခြေအနေနဲ့ဆိုရင်အင်ပယ်လာ၈ရက်ကနေစတင်လို့ငလင်တန်တဲ့ဒေသတွေမှာမိုးရွာသွန်းနိုင်မဲ့ဖြစ်နိုင်ခြင်းမြင့်တက်လာမယ်လို့ကြိုတင်ခံမှန်းသုံးသပ်နိုင်ပါတယ်။ အချို့အားဖြင့်တော့ဧပြီလ9ရက်ကစလို့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေပြင်းအားနဲ့ရေဝန်ကတဆင့်မုန်တိုင်းဖြစ်လာနိုင်ခြင်းနဲ့မြမကန်ရံဘက်ကိုဆက်လက်ရွှေရှားနိုင်တဲ့ဖြစ်နိုင်ခြေတွေမြင့်တက်လာတဲ့ကြောင့်ငလင်တန်တဲ့ဒေသခံတွေအတွက်အမိုးကာတွေစတင်ဆောင်ရွက်သင့်ပြီဖြစ်တဲ့ကြောင့်ရုတ်တရက်မိုးများနိုင်မဲ့အခြေအနေတွေကြောင့်ရေကြီးနိုင်မဲ့အန္တရာယ်ရှိလာကြောင်းငလင်ထိထားတဲ့မြေအောက်မြေတို့လွှာအခြေအနေတွေကြောင့်မြေပြိုမြေကျော်နိုင်တဲ့အခြေအနေတွေကို ကြိုတင်ထည့်သွင်းစဉ်းစားဖို့လိုအပ်လာပြီဖြစ်ပါကြောင်းနဲ့တရားဝင်မူလဝတ္ထဌာနကြီးတွေကထုတ်ပြန်ချက်တွေကိုဆက်လက်စောင့်ကြည့်တင်ပြပေးသွားမှာဖြစ်တဲ့ကြောင့်ကနဦးဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်မူလဝတ္ထသူတွေဒီအွန်လိုင်းကတော့အိန္ဒိယမူလဝတ္ထဌာန IMD ကအေပယ်လ6ရက်ဒီနေ့နေ့လယ်မြန်မာတန်တော်ချိန်တနအိခွဲထုတ်ပြန်ချက်မှာယမန်နေ့အပင်9ရက်နေ့အထက်လေတို့လွာအတွင်ဖြစ်ပေါ်နေတဲ့လေပွေလှိုင်း Upper Air Cyclone နဲ့ Circulation ကတော့ ဒီနေ့ပင်လယ်ရေမျက်နှာပြင်ကနေအမြင့်9.8ကီလိုမီတာ ပေ19000ကျော်မှာဆက်လက်တည်ရှိနေတဲ့အကြောင်းဒေလီဝေလိုင်းရဲ့အရှိန်ကြောင်းနောက်48နာရီအတွင်းမှာဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာလေဖိအားနဲ့ရှက်ဝန် low pressure area lpa ဖြစ်ပေါ်နိုင်တဲ့အကြောင်းဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းနဲ့ကပ်လီပင်လယ်ပြင်မှာတော့တိမ်ထိုးတက်လျက်ရှိတဲ့အကြောင်းဘင်္ဂလားပင်လယ်ကိုပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ29ဒီဂရီ30ဒီဂရီမှာရှိနေပြီးတော့ပင်လယ်ပြင်အခြေအနေဟာ mgo Equatorial Wave Condition ကိုအသေးစိတ်ထပ်မရှင်းပြတော့ပဲပြည်နယ်ပြင်အခြေအနေကလေပြင်းအားနဲ့ရှောင်းဝန်ပြတ်ပေါ်လာနိုင်စေတဲ့လုံလောက်တဲ့အခြေအနေပြည်ရဲ့ရှိတော့ကျူတင်ခံမရေးပေါ်တွေကလေပြင်းအားနဲ့ရှောင်းဝန်ဖြစ်လာပြီးရင်သိတာတဲ့အားပုံမအားကောင်းလာတာမျိုးမရှိနိုင်ပဲအနောက်အနောက်မြက်ဖက်ကိုဆက်လက်ရွေးရှားနိုင်ကြောင်း ECNWF မော်ဒယ်ကတော့အပယ်ရှိရမှာ LPE ဖြစ်ပေါ်နိုင်ပဲလို့ခန့်မှန်းထားတဲ့ကြောင်းစသဖြင့်ထောက်ပြန်ထားတာလည်းဖြစ်ပါတယ် ။ဒါအပြင်ကြိုတင်ခံမှန်းပေးထားတဲ့အတိုင်းပဲ ERA တိုင်းနဲ့ရန်ကုန်တိုင်းနယ်ပတ်မှာမိုးတိမ်နဲ့စတင်ဖြစ်တော်လာတဲ့အကြောင်းဖော်ပြပေးပါမယ်။နေကြာမလို့တာဦးဝေဖြူဟာကတော့ဒီနေ့9ရက်4လ2025ရက်နေ့မိုးလယ်7:18မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါဗျ။အ အရှိဘက်ကလာတဲ့နေပွေလိုင်းကြောင့် ARD တိုင်းဒေသကြီးရောက်တိုင်းဒေသကြီးတွေမှာနောက်တနအိပ်တွင်မိုးရွာသွန်းလာတဲ့အတူတူလျှက်စင်းတတ်တာမိုးထစ်ကျုံလာတဲ့ဖြစ်ပေါ်ပါမယ်။ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်းအပူပြန်တက်တိမ်နေကြောင့်အပူသက်တာမိုးလေးတွေအနှဲငယ်ရွာသွန်းပါမယ်။ ARD တိုင်းကစားလုံကအောက်လုံကရှင်တွေအတွက်မိုင်းရည်ကလေးကအပီးစားယူထားကြဖို့ အတိပေးပြီးဖြစ်တယ်လို့လည်းဆိုပါရယ်ဆက်လက်ပြီးတော့လည်းတရုတ်မှာအင်အားရှင်းအဆင့်ရှိတဲ့ငလျင်လှုပ်ခတ်နိုင်ခြင်းရှိတယ်လို့ပညာရှင်တွေပြောကြားတဲ့အကြောင်းဖော်ပြပေးပါမယ်မြန်မာနိုင်ငံမှာတော့အင်အားခုနှစ်တသမာခုနှစ်အဆင့်ရှိတဲ့ဖြတ်အားပြင်ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ကမ္ဘာတဝန်းနောက်ဆက်တွဲဘီရန်နေတွေထပ်မံဖြစ်ပွားနိုင်တဲ့အကြောင်းငလျင်ပညာရှင်တွေကသတိပေးထားပါရယ်မြန်မာနိုင်ငံမှာငလျင်မလှုပ်ခတ်မီရပိုင်းအလို့ကတရုတ်ငလျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကဒေတာရင်းမှာပြင်းအားမြင်ငလျင်ဘီရန်နေတွေဖြစ်ပေါ်နိုင်ခြင်းမြန်မာနေကြောင်းလေးလာမှုကထုတ်ပြန်ခဲ့တယ်လို့လည်းဆိုပါရယ် ဒီဘွဲကခံမှန်းထားတာတရုတ်အပါဝင်ကြံဒေသတွေနေရာတွေမှာပြင်းအမြင်ကလေးဖြစ်လာနိုင်ခြင်းရှိပြီးတော့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မြန်မာငလီဟာနောက်ဆုံးမဟုတ်သေးပဲတရုတ်နိုင်ငံရဲ့အိန္ဒိချင်းဒေသတွေမှာပါအင်အားရှင်းအစဉ်ရှိတဲ့ကပ်ဘေးငလီလှုပ်ခတ်နိုင်ခြင်းမြန်မာလျက်ရှိတယ်လို့ဆိုပါတယ်။ ၎င်းတို့ဟာ1889ခုနှစ်ကစလို့ဒီနေ့ထိနှစ်ပေါင်း150ခန့်ရဲ့ငလင်ဆိုင်ရအချက်လက်တွေကိုခွဲခြားစစ်ပြပြီးတော့တရုတ်နိုင်ငံရဲ့ကလျက်ဒေသတွေမှာအဓိကအားဖြင့်ငလင်လှုပ်ခတ်နိုင်တဲ့အချိန်ကာလ6ခုကိုလည်းဖော်ပြထားနိုင်ခဲ့တယ်လို့သိရပါတယ်။ပညာရှင်တွေရဲ့အဆိုအရတော့ငလင်လှုပ်နိုင်ခြင်းကာလတစ်ခုစီဟာကမ္ဘာလှည့်ပတ်မှုအမြန်တော်အပြောင်းအလဲများတရက်တာကြာခြင်း LOD အပြောင်းအလဲတွေအပြင်သက်ဆိုင်တဲ့ tectonic strut relaxment နဲ့ဆက်ဆက်နေတယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့ပျော်ပွဲကံမောစပန်ပြိုကျပြီးတော့ပေးမိနေတဲ့ဝန်ထမ်းတွေမှာအသက်ရှင်ကျန်ရစ်သူမရှိတော့ဘူးဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းပျော်ပွဲမြို့နယ်မှာငငယ်လှုပ်ခတ်ပြီးတဲ့နောက်ပျော်ပွဲမြို့မှာဖွင့်လှစ်ထားတဲ့ကံမောစပန်မှာပေးမိနေတဲ့ဝန်ထမ်းတွေအသက်ရှင်ကျန်ရစ်သူမရှိတော့ကြောင်းသိရပါဗျ။မေတ္တာဌာနချုပ်နဲ့စင်ပူကအဖွဲ့ကတော့ဂျမန်နီမက်ချ်လာ30ရက်နေ့နဲ့2နာရီမိနစ်20ခန့်က လာရောက်စစ်ဆေးပြီးတဲ့နောက်ကံမောစပံအတွက်အသက်ရှင်ကျန်ရသူမရှိတော့ကြောင်းစစ်ဆေးကြရသိရပါတယ်ပထမကတည်းကရက်ကွက်ကလူတွေကဝမ်းကယ်ဖို့လုပ်တယ်သူတို့ကယ်ဆယ်အဖွဲလာမှအနာကပ်ရမယ်ဆိုလို့ဒီတိုင်းကြည်နေရတယ်အချိန်လုံးတော့မှရောက်လာတော့အသက်ရှင်သူမရှိတော့ဘူးလို့ထုတ်ပြန်ပါတယ်ဒါအပြင်မူလတော်သူတေတီအွန်လိုင်းကလည်းစိုင်းကလုံးဂျန်နက်စ်ချမ်ပီယံအပဒိတ်အရမတ်လ29ရက်ညနေ6နာရီချိန်မှာအခုလို့ထုတ်ပြန်ခဲ့ပါတယ် ။ဧပြီ9ရက်နေ့မှာဘင်္ဂလားပင်လယ်အော်တွင်ဘုံတိုင်းဖြစ်နိုင်ခြင်းဟာတစ်ဆယ်ရာခိုင်နှုန်းတိုးလာကြောင်းတွေ့ရလို့ဆိုပါရယ်။မစနာကောဧပလာဇန်ပိုင်းအတွင်းမှာတင်းနိုင်တိုင်းမော်ပြင်းနဲ့ကရင်ပြင်းနဲ့အရာတွေတိုင်းရန်ကုန်တိုင်းနေမှာမိုးတင့်တင့်ကျွာနိုင်ခြင်းရှိပါတယ်။